အရင်ချက်ပလက်မှာတော့ခိုင်စာရဲ့ခိုင်စာအင်းဘက်ကိုလိုကီကမယုံနိုင်စရာအမြန်နှုံးနဲ့ကောက်ွယ်လိုက်နိုင်ပါတယ်။ကန်ချက်ကိုမြင်သွားပြီးမှတုံ့ပြန်ခဲ့ရတော့လိုကီကတားလိုက်နိုင်ပြီးတားလိုက်လို့ပြန်ကထွက်လာတဲ့ဘောလုံးခါရာဆူကခေါင်းတိုက်ပေါ်နဲ့ဇက်ထဆူစီကိုပေးလိုက်နိုင်ပါတယ်။ဘောလုံးရသွားခဲ့တဲ့ဇက်ထဆူကလည်းတံမြန်တိုက်ဆင်မှုအတွက်တပတ်အသင်းရဲ့ဂိုးပေါက်ကိုအချိန်ပြင်းပြင်းနဲ့ပြင်းနေခဲ့ရတယ်။ နက်စ်ကဇိုသေးဝင်တော်ခဲ့တဲ့အတွက်ဇန်တက်စုကြော်ပြတာကိုခံလိုက်ရပါတယ်။တစ်ဖက်မှာအီဇာကီကတော့ညံကြီးရှင်ဆိုတာဘာလဲလို့တွေးနေခဲ့မိပြီ။အရင်အဆိုရင်အန်ဟောင်းစီကကောင်းတဲ့သူတွေကိုမြင်တဲ့အခါတိုင်းမှာညံကြီးရှင်ဆိုပြီးတော့ခေါ်နေခဲ့ပေမဲ့လိုကီရဲ့ကြောက်စရာအမြန်တော့ကညံကြီးရှင်ဆိုတဲ့ခေါင်းစဉ်နဲ့မလွန်လောက်ပါဘူး။နိုင်ရရှိဖို့အတွက်ညံကြီးရှင်ဆိုတဲ့သဘောတရားကိုနားလည်ဖို့လိုအပ်ပြီးအီဇာကီစူဆောင်းလာခဲ့တဲ့မြတ်အချက်လက်တွေကိုခီးမဆိုင်ပဲသူ့ရဲ့ပုံဖော်နိုင်စွမ်းကိုကြော်လွန်ပြီးတော့မယုံနိုင်စရာကစားပုံတဲ့သူတွေကိုညံကြီးရှင်လို့ခေါ်ရလား အဲ့ဒါဆိုရင်ရင်တို့နိုအာတို့ကလည်းညံကြီးရှင်ဆိုတဲ့ level မှာရောက်နေခဲ့ကြပြီအဲ့ဒါဆိုရင်သူကရောဗာလဲလို့အီစာကီကသူ့ကိုယ်သူစမ်းစစ်နေခဲ့မိပါတယ်နိုအာစီကိုအီစာကီကအခုညီတောတောင်းခဲ့ရတယ်ဆိုပေမဲ့လည်းနိုအာတော့သူ့ကိုအနိုင်ယူနိုင်မဲ့ theory တခုကိုဖန်တီးခန်းခဲ့တာမမှီလားလို့အီစာကီကိုမေးလိုက်ပါတယ်သူအနိုင်ယူနိုင်မဲ့သူတွေကိုပဲနိုအာစိတ်ဝင်စားပြီးတော့အခုချိန်မှာအီစာကီစီကအဲ့လိုခံစားချက်မျိုးမရဘူးလို့နိုအာကပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာအီစာကီကတခုခုကိုနားလိုက်သွားခဲ့ပြီးညံကြီးရှင်းနေဆိုတာယုတ်တိရှိစရာမလိုဘဲနဲ့ဆွဲမဆီကကောင်းပြီး ဘောဝသူတို့စိတ်ကြိုက်နေပြီးတော့ဘလုံးလောကရဲ့အဓိကအချက်ချတွေဖြစ်လာတဲ့သူတွေကိုခေါ်တာဖြစ်ပြီးအဲ့လိုဆိုရင်တော့အီစာကီကညံကြီးရှင်တရားဟုတ်မနေခဲ့ပါဘူးအီစာကီကအဲ့ဒီအစားညံကြီးရှင်နေနဲ့လိုက်လျောညီတွေအောင်နေနေတဲ့သူ့ကျွန်းနဲ့တင်ယူသူတယောက်တတာပါပဲတစ်ဖက်မှာ Charles က Righty ကိုကြော်ပြက်ပြီးတော့ PG အတင်းကတိုက်စစ်မှုတွေအတွက်ကိုသိမ်းမှုအခွင့်အရေးတခုကိုဖန်တီးပေးလိုက်ပါတယ်ဘလုံးကရှီရိုစီကိုဥတည်နေခဲ့ပေမဲ့ခိုင်စာကမြင်နိုင်ခဲ့တဲ့အတွက်ရှီရိုပိတ်ထားလိုက်နိုင်ပါတယ်ဒါပေမဲ့လည်းအကောင်လုံးကအီမီဇန်နေကြည့်ပဲမလို့ခိုင်စာထက်ပိုပြီးတော့အီမီဇန်နဲ့ရင်းကဘလုံးရရှိသွားပြီးတော့ ကိုဘော့စီကိုသူ့အဝယ်ဥဆောင်ပြီးတော့ပြေးနေပါတယ်ဘလုံးရရှိသွားခဲ့တဲ့ရင်းကိုဘတ်စတာမန်ချင်းအတင်းသားတွေကလည်းအတက်နိုင်ဆုံးကြိုးစားနေကြပေမဲ့မကောင်းဆိုးဝရင်းကိုမသားနိုင်ဖြစ်နေသေးပါပဲတက်ကူအနေနဲ့ဤကားကူတွေရောက်ရှိလာတဲ့အခါမှာအချင်းတွေကပြောင်းလဲသွားပြီးဤကားကူတွေကသူ့ရဲ့လှုပ်ဝက်နီလန်းနဲ့ရင်းကိုဖောင်းထက်လုံနိုင်ခဲ့ပြီးတော့ပြစ်ဒဏ်ဘောနဲ့တားလိုက်နိုင်ခဲ့ပါတယ်ဒီကောင်တွေဖုန်းကြီးကြောင်းသားလာတော့အဖြစ်မရှိဘူးတပတ်မှအီစာကီကသူ့ရဲ့အရင်ချင်းတွေကိုမြင့်နေပြီးတော့ဒီညာကြီးရှင်တွေကိုအနိုင်ယူနိုင်ပါမလားလို့တွေးနေခဲ့မိပါတယ်သူ့ရဲ့အုံနောက်နဲ့မျက်လုံးတွေကိုအသုံးပြုပြီးတော့ တစ်ဖက်ကစားသမားတွေရဲ့လှုပ်ရှားပုံတွေထက်အမြဲတမ်းခြေတလန်းတာခဲ့အမြဲတမ်းတိုက်ခတ်ခဲ့ပြီးရုတ်တရက်ရှိစွာနဲ့အနိုင်ရရှိခဲ့ပါတယ်တကယ်လို့သာအီဆာဂီမာသာပါရမီမရှိဘူးဆိုရင်သူလုခဲ့မှုတဲ့လက်နက်တွေကိုစေကူးရင်နိုင်မှာမဟုတ်ပဲဒရိုက်ရှောအစင်းမြင့်နေခဲ့တာတွေကိုတာမန်ပါရမီလောက်လေးနဲ့ဒီအစ်စ်တီရောရလာနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေပါရမီရှင်နေနဲ့ပြည်နေတဲ့နေရာမျိုးမှာတော့ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်လုံနိုင်စွမ်းနေနားလေရခတ်တဲ့ဂိုတင်မှုလှုပ်ဆောင်မှုတွေပုံမှန်မဟုတ်တဲ့အယူဆတွေဒီလိုနေရာမျိုးမှာအသက်ရှင်မှုလုံလောက်တဲ့ အန်ဟောစရာအစမ်းစတွေကသူတို့မှအစကလေးကပါရှိပြီးအခုလို့အန်ဟောစရာကောင်းတဲ့လူတွေနဲ့ပြင်းထန်နေတဲ့နေရာမှာအီစာကီကပြောက်ွက်သွားတော့မှာပဲဖြစ်ပါတယ်အီစာကီလောက်ခဲ့တဲ့မြအရာတွေကယုတိရှိရှိရှင်းပြလို့ရပြီသူ့ရဲ့ဆိုင်းရည်တွေစေကုစိတ်သန်းတွေကဒီနေရာမှာအသက်ရှင်ဖို့မလုံလောက်ပဲရီယွန်နိုင်ယူပြီးတော့ကမ္ဘာအကောင်းဆုံးဖြစ်လာခြင်းနဲ့ဆိုပေမဲ့အဲ့ဒီအိမ်မက်ကိုပုံဖော်လို့မရနိုင်ဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာအီစာကီကိုစောင့်ကြည့်နေခဲ့တဲ့အီကိုကပါရမီဆိုတဲ့နိုင်ငံကြီးကသူတို့တက်ဖို့အတွက်အတုံးချခံဖြစ်လာစေရမယ်ကမ္ဘာကြီးရဲ့ပါရမီဆိုတဲ့အမှန်တရားက မျောလင်းချက်မဲ့ပြီးတော့ယုတ်တိမရှိဘူးဆိုပေမဲ့အဲ့လိုအဆင်းကိုရရှိသွားခဲ့တဲ့သူတွေကပဲနီလာအစ်စ်ကိုရှာတွေ့ခဲ့ကြပြီးအီစာကီတိုးတက်ပြောင်းလဲဖို့အတွက်အချိန်ကျလာပြီဖြစ်ပါတယ်တတော်ဝါရန်ကမိခင်ရဲ့ဗီဇနဲ့ဖခင်ရဲ့ဗီဇတို့တဝက်စီလက်ခံရရှိတယ်ဆိုပေမဲ့တခါတလေမှအမားယွင်းနေရှိတတ်ပြီးတော့ဒရေပြောင်းခြင်းဆိုတဲ့အရာကိုဖြစ်ပေါ်စေပြီးမိဘနှစ်ပါးရဲ့အသွင်အပြင်နေနဲ့မတူဘဲကလေးငယ်ကဝင်ဖွာလာတတ်ပါတယ် ဥပမာလူကောင်သေးတာအရက်ရှိတာအမြန်နှုံးထိရလွယ်တဲ့ခံစားချက်တွေကိုပြောတာဖြစ်ပြီးပုံမှန်ဆိုရင်တခြားသူတွေနဲ့ကွဲပြားနေတဲ့အတွက်တခြားသူတွေနဲ့ရှင်းလို့မရပဲတယောက်တည်းဖြစ်နေတတ်ပါတယ်ဒါပေမဲ့အရန်ရှားပါတဲ့ဖြစ်နိုင်ခြေရတော့အဲ့လိုအရာပဲသူတွေပတ်ဝန်းကျင်မှာအားသာချက်တစ်ခုအနေနဲ့ဖြစ်စေပြီးတော့ဂျနက်တစ်ကောင်းတဲ့ဆိုပြီးတဘောဝအတိုင်းတတ်မှတ်ခံရပါတယ်ဒီလိုနဲ့ပဲမျိုးကွဲတဲ့ဆိုတဲ့အရာကနေမျိုးစိတ်တစ်ခုအနေနဲ့တတ်မှတ်ခံရပြီးတော့အဲ့လိုတန်ရာလေလာရင်းနဲ့မူလမျိုးစိတ်ကနေမတူညီတဲ့တတဝါတကောင်ဖြစ်တဲ့အထိ ပြောင်းလဲလာခဲ့တဲ့အရာကိုစင်ငယ်ပြောင်းလဲတာလို့ခေါ်ပါတယ်အန်ရီယာပိုကီမွန်နဲ့ရလို့စင်ငယ်ပြောင်းလဲတာမျိုးလို့ပြောတဲ့အခါအီဂိုကတီယူရာကိုရက်လိုက်တဲ့အခါတဘာဘာတရားရဲ့ရွေးချယ်မှုကနေအပယ်ခံရမယ်လို့ပြောရတယ်အဲ့ဒီအချိန်မှာအန်ရီယာသူ့အပြစ်ကိုတရိယာသွားပြီးတော့ခဏလေးမှပဲလူသားတွေရဲ့စင်ငယ်ပြောင်းလဲမှုကဘလုံးနဲ့ပတ်သက်ပြီးဘလို့ဆက်ဆက်မှုတွေရှိလို့လဲလို့မေးရတယ်တခုမှမရှိဘူးအီဂိုက ပါရမီဆိုတဲ့အရာပေါ်မှာသူ့ရဲ့ကိုယ်ပိုင်အသွေးခေါ်ဖြစ်ပြီးလူသားတွေရဲ့စေခံပြောင်းလဲမှုဟာဒီနေရာမှာလည်းအတူတူပဲလို့ပြောရတယ်လူသားတွေဆိုတာအခြားသူတွေနဲ့မတူညီတဲ့အသွင်ပြင်းတွေနဲ့မွေးဖွားလာပြီးအဲ့ဒီအရာကိုနားလည်ဖို့အတွက်အခက်အခဲတွေရှိခဲ့ ခက်ခဲတဲ့ဘဝတွေရှိခဲ့ပေမဲ့အဲ့လိုဗီဇကြောင့်ပဲလူသားမျိုးတွေကတိုးတက်ပြောင်းလဲခဲ့တာပါမတူညီတဲ့နေရာတွေကမတူညီတဲ့ခန္ဓာကိုယ်တွေမတူညီတဲ့စိတ်ကံစားချက်တွေအဲ့လိုအရာမျိုးတွေကိုထုတ်လုပ်ပေးပြီးတော့အဲ့ဒီအရေးချင်းတွေကိုချပြနိုင်တဲ့သူတွေကလည်းဒီကဘာကြီးမှာရှိနေပြီးတော့သူတို့ခင်နဲ့သူတို့လောက်ပဲတင်းလျော်တဲ့ပြောင်းလဲဖို့အတွက်အသေးခေါ်တွေရှိတတ်ကြပြီးကဘာကြီးရဲ့စံနှုန်းကိုပါပြောင်းလဲတတ်ကြပါတယ်ဒါကတော့ ego ကညံကြီးရှင်းနေလို့တတ်မှတ်ထားတယ်မျိုးစိတ်တွေပဲဖြစ်ပါတယ် ဒါပေမဲ့လေအခုလိုလက်ရှိပတ်ဝန်းကျင်မှာတော့ညံကြီးရှင်နေတောင်တယောက်တည်းမလုံနိုင်တော့ပဲသစုံတယောက်ကဒီထားမိဖို့လိုအပ်ပါတယ်အဲ့ဒီသဘောတရားကိုနားလည်ပြီးကဘာကြီးနဲ့ဆက်သွယ်နိုင်မှာပဲဖြစ်နိုင်ခြင်းနဲ့ပြန်မွားနှုတ်နဲ့ကိုမြင့်နေပြီးတော့စံနှုန်းအတိတ်တစ်ခုနေနဲ့ပြောင်းလဲနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုလူမျိုးတွေတော့ ego က ထူးချွန်တဲ့တင်ယူသူတွေလို့ခေါ်ပြီးအန်ရီကိုရှင်းပြတဲ့စိတ်ကဲပြောင်းလဲမှုဟာဘောလုံးမှလည်းအတူတူပဲဖြစ်ပါတယ်။တရေပြောင်းလဲလာခဲ့တဲ့ပါရမီရှင်တွေကတော့ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်ဆိုင်းရည်တွေနဲ့မယုံနိုင်စရာကစားပုံတွေကြောင့်တီးတန့်ဖြစ်လာပြီးတော့အဲ့ဒီလိုညံကြီးရှင်တွေကိုစန့်ကျင်နိုင်မဲ့အချက်လက်တွေ၊ view ဟာတွေကိုအသိထွေရင်းနဲ့ပြောင်ပြောင်းတဲ့တင်ယူသူတွေကြောင့်ဤစနစ်အသိတွေကိုတင်ယူလာနိုင်ခဲ့ပြီးအဲ့ဒီလိုအချက်တွေကြောင့်ပဲဘောလုံးကစင်ကဲပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့သူသက်ပြောင်းလဲဖို့အတွက် formula ပဲဖြစ်ပြီးကဘာကြီးကညံကြီးရှင်နေနဲ့ပဲလဲပတ်နေတာမဟုတ်ပါဘူး ထူးချွန်တဲ့တင်ယူသူတွေအတွက်လည်းနေရာဆိုတာရှိပြီးအီဇာကီလိုထူးချွန်တဲ့တင်ယူသူတရားအတွက်လည်းကမ္ဘာအကောင်ဆုံးဖြစ်လာဖို့အတွက်ကိုပိုင်လမ်းကြောင်းဆိုတာရှိပါတယ်အဲ့ဒီလိုနဲ့ကစားပွဲကပြန်လည်စတင်ခဲ့ပြီးအီဇာကီကညံကြီးရှင်နေကိုအနိုင်မနိုင်သေးဘူးလို့ထင်နေသေးပါတယ်ညံကြီးရှင်နေလုတ်တလူမျိုးလိုက်လက်ဖို့မဖြစ်နိုင်ပဲအဲ့ဒီလိုလုတ်ဖို့စိတ်ကူးရင်လို့တော့မရပါဘူးအဲ့ဒီအချိန်မှာပဲအီဆာကီကသူတစ်ချိန်လုံးထူးချွန်တဲ့တင်ယူသူတယောက်အနေနဲ့ပဲအခုအချိန်ထိတိုက်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့အီဆာကီကတွင်းနေခဲ့မိပါတယ်။တခြားသူတွေရဲ့ပါရမီတွေကိုတုံးသက်ပြီးတော့ ူ့ရဲ့ကိုပိုင်ပုံစံဖြစ်အောင်အတွေ့ယူပြီးတခြားသူတွေစီကခိုးယူရင်းနဲ့လက်မလေးတင်ရှင်းတန်ခဲ့တာဖြစ်ပါတယ်။မူလပုံစံနဲ့ဘာမှအောင်မလုပ်နိုင်တဲ့သူ့ကိုယ်သူအညံ့လားတည်ယူသူတယောက်လို့တတ်မှတ်လိုက်ပါတယ်။စူပါသွင်းကိုပဲစောင့်နေတဲ့ကဘာကြီးနဲ့ပါရမီရှင်နေနဲ့ပဲလဲပတ်နေတဲ့ပွဲမှာဘရူအားမအီဇာဂီကိုဘောလုံးပေးမှမဟုတ်ပဲဘာကောင်မှမဟုတ်တဲ့သူ့ကိုယ်သူအတွက်အခွင့်အရေးကိုသူ့ကိုယ်တိုင်ပဲခိုးယူရတာမှာပဲဖြစ်ပါတယ်။လိုကီရဲ့ကြောက်စရာအမြန်နှုန်းကြောင့်အီဇာဂီကသူ့ကိုယ်သူပြန်ပြီးတော့တန်တရားဝင်သွားခဲ့ပြီ ပါရမီဆိုတဲ့အရာကြီးကမမြတ်တော့ဘူးလို့သွေးနေတော့မှာပဲအီစာကီကညံကြီးရှင်လို့တတ်မှတ်ထားတယ်ခိုက်စားပါမမြတ်တော့ဘူးလို့ပြောတဲ့အခါမှာတော့ခိုက်စားလေထက်မြတ်တဲ့တင်ယူသူတယောက်ဖြစ်နိုင်နေမလားလို့အီစာကီကသွေးလိုက်မိပါတယ်မာစတာရီရဲ့ကစားချင်း10မိနစ်ပဲကြံတော့တဲ့အချိန်မှာ ဘလို့ကလိုကီစီမှာရှိနေတဲ့အတွက်ကြောင့်နောက်ဆုံးကိုကဘလို့ပုံစံဖြစ်မလဲလို့အားလုံးကရေကုံစွာနဲ့ဆောင်းဆိုင်နေခဲ့ကြပါတယ်။အီစာကီကသူ့လိုအသွေးနဲ့လှုပ်ရှားပုံရှိတဲ့ခိုင်စာပါရမီရှင်တယောက်မဟုတ်ပဲသူ့လိုမျိုးတည်ယူသူဖြစ်နေမလားလို့အီစာကီကတွေးနေခဲ့မိပါတယ်။တကယ်လဲပြန်စဉ်းစားကြည့်တဲ့အခါမှာတော့သူပြောတာတွေအပြုတ်မှုတွေကနားလည်ရခက်တဲ့ဆိုပေမဲ့နောက်ွယ်မှာတော့ရုပ်တိဆန်တဲ့အကြောင်းပြချက်တွေရှိနေပါတယ်။သူ့ရဲ့ကမ္ဘာအမြန်ဆုံးဆိုတဲ့ကိုင်စာအင်ဘက်ကတော့ဖန်တီးရမယ့်လက်နက်မျိုးဖြစ်ပြီး ရီနိုလိုကီရိုလိုအလိုလိုတာမာနေတာမဟုတ်ပဲအစီစဉ်ချထားတဲ့ကစားပုံဖြစ်ပြီးအဲ့ဒီအချိန်မှာအီစာကီကသစုံတစ်ခုကိုသဘောပေါက်သွားခဲ့ပါတယ်သူကျွန်းနဲ့တင်ယူသူတွေနဲ့ပါရမီရှင်တွေကအတူတူပဲဖြစ်ပြီးဒုက္ကောင်းဆန်တဲ့အတ္တပုံစံနဲ့ပြင်ပအတ္တဆိုတာကိုအီစာကီကဖော်ထုတ်နိုင်ခဲ့ပါတယ်ပါရမီရှိတဲ့တင်ယူသူတွေကမျက်မှောက်ကိုယုတ်တိရှိတဲ့အရာတွေနဲ့ရင်ဆိုင်ပြီးတော့သဘောတရားနှစ်ခုကတူညီနိုင်ပြီးပါရမီရှင်တွေကတော့ဒုက္ခကောင်းဆန်တဲ့အတ္တမျိုးရှိပါတယ်။အဲဒီလိုမျိုးအများနဲ့မတူတဲ့အသွေးတွေရပဲ။အများနဲ့မတူတဲ့အသွေးတွေကိုဖန်တီးပေးပြီးတော့အကောင်လုံးကအတူတူတွေပါပဲ ကဘာကြီးကပါရမီရှင်နေနဲ့ပဲလေပတ်နေတာမဟုတ်ပဲထူးချွန်တဲ့တင်းယူသူတွေကြောင့်ပါရမီရှင်တွေကိုလည်းရှာဖွေတိတ်ရှိခဲ့ကြပြီသူတို့အချင်းချင်းလေးစားကြပြန်လည်ကြရင်ねဘလူးလော့ကစင်ငယ်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်ညကြီးရှင်နဲ့ထူးချွန်တဲ့တင်းယူသူတွေကအစင်းနိုင်နဲ့မြင့်နဲ့ဆိုပြီးတော့ခွဲခြားထားတာမဟုတ်ပဲတယောက်ကိုတယောက်ဆက်နေနေကြတာဖြစ်ပါတယ်တပတ်မှလိုကီကဂိုးစီကိုနီးကနေပြီမလို့ငါပါမောက်တော့မဲ့အနေထားမှာအီစာကီကနားလဲသွားခဲ့ပြီပါရမီရှင်တယောက်မဟုတ်ပဲပါရမီရှင်တွေလိုလိုက်လုပ်ခဲ့တဲ့အီစာကီကသူ့အမားသူနားလဲသွားခဲ့ပြီအထုံးမှုနဲ့ပါရမီကို မချင်ညှိနိုင်သေး၍ဘာမှတိုးတက်ပြောင်းလဲလာမှာမဟုတ်ပဲထူးချွန်တဲ့တင်ယူသူတယောက်အနေနဲ့ခိုက်စားညံကြီးရှင်လေးကိုဘလို့ရှင်ထိန်နိုင်တယ်လဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်အရာအလုံးဆွလွတ်ခဲ့ပြီးတဲ့နောက်မှာခိုက်စားတိုးတက်လာခဲ့တဲ့အတွက်ကြောင့်အီစာကြီးကလည်းခိုက်စားလို့ဆွလွတ်ဖို့လိုအပ်ပြီးရင်းနဲ့ပြန်ဆိုင်မှုတွေခိုက်စားကိုမုန်းတိမှုတွေနှောအောင်လေးစားမှုတွေအလုံးအီစာကြီးကဆွလွတ်လိုက်ပြီးနောက်ဆုံးကြံရှိတဲ့အရာကတော့နိုင်ရရှိခြင်းနဲ့စိတ်တစ်ခုတည်းပဲဖြစ်ပါတယ်ဘေးမှာကန့်နေတဲ့နှောဝါနဲ့ရှေ့မှာတားနေတဲ့လူနှစ်ယောက်ကြားကနေလိုကီကရင်းစီကိုရအောင်လူပေးလိုက်ပါတယ် ဒီတစ်ခါမှာတော့ဆရာကရုံးရဲ့အကွက်တွေကအလုပ်ဖြစ်တော့မှမဟုတ်ပဲလိုကီပေးခဲ့တဲ့နေရာလို့ကြောင့်အီကာကူတွေကိုမဖောင်းမဲနောက်တိုင်းအောင်ထိုးပေါက်နိုင်သွားခဲ့ပါတယ်နှစ်ယောက်နဲ့မသားနိုင်သေးပဲနောက်ထပ်ပြိုင်ဘက်တွေလိုချင်နေသေးတဲ့အချိန်မှာရီလိုချင်နေခဲ့တဲ့သူ့ရဲ့ပြိုင်ဘက်အီစာကီကစောင့်နေခဲ့ပြီးပါရမီရှင်မကောင်းဆိုးဝါနဲ့သူ့ကျုံနဲ့တင်းရင်သူမကောင်းဆိုးဝါတို့ကနှစ်ယောက်ချင်းထိတ်တိုက်တွန်းနေခဲ့ကြပါပြီမာစတာရဲ့အချိန်တွေကလည်းဆယ်ဆက်ကမဲ့ကြံတော့ပြီးတော့ထိန်းသားတဲ့ခန်းစစ်ကစားသမားနှစ်ယောက်စီကနေရင်ကလွတ်ထွက်သွားခဲ့ပါတယ်တဖက်မှာစောင့်နေခဲ့တဲ့အီစာကီနဲ့အီစာကီကိုဖျက်ဆီးခြင်းနေတဲ့ရီနိုရဲ့တိုက်ပွဲကအတော်လေးကိုပြင်းထန်နေခဲ့ပါတယ် ရင်ရဲ့ကန်ချက်ကိုအီစာကေကအနှဲငယ်လေးပဲတားလိုက်နိုင်ပြီအဲ့ဒီခိုက်တက်မှာရင်ကသူ့နိုင်သွားပြီလို့သူ့ကိုယ်သူထင်နေခဲ့ပေမဲ့အားလုံးကအီစာကေရဲ့အကွက်ထဲမှာပဲရှိနေသေးပါတယ်အီစာကေကသူ့ကိုယ်သူတဲကျဲအနေနဲ့အတုံးချခဲ့တာဖြစ်ပြီးဒါတို့မိတာတုံ့ပြန်မှုအရာခိုက်စားပါရင်ရဲ့ကန်ချက်ကိုတားဖို့ရောက်ရှိလာပြီးတော့ကားလိုက်နိုင်ပေမဲ့ကန်ချက်ကဆက်သွားနေတော့မှဖြစ်ပါတယ်ဂိုးပေါက်စီကိုတပြေးပြေးသွားနေခဲ့ပြီးဂိုးထဲကိုမဝင်ပါစေနဲ့လို့ပဲစူတောင်းနေခဲ့ရပါတယ်တိုင်အောင်မှန်သွားပြီးတော့ဂိုးပေါက်ထဲကိုဝင်ကန်နီဆဲဆဲလေးမှလက်မလေးနဲ့အခိုက်တန့်လေးမှပဲဂါဂါမာရုဟာ သူ့ရဲ့အန်အောဒီယာတုံ့ပြန်မှုနဲ့ကံချက်ကိုကာကွယ်လိုက်နိုင်ပါတယ်။ရင်းရဲ့ကံချက်ကိုကာကွယ်လိုက်နိုင်တဲ့အဓိကအကြောင်းရင်းကတော့စင်ကယ်ပြောင်းလဲသွားခဲ့တဲ့အီစာကြီးရွေးကြီးကြောင့်ပဲဖြစ်ပါတယ်။